ဒီနေ့တော့ယောမအောရစာခန်းကြီးနှစ်ဖြစ်ပါတယ်။ယောမအောရစာခန်းကြီးနှစ်အငယ်1မှ7သူတပားကိုစစ်ကြောစီရင်တက်တော်သူတင်းဒီကိုအပြစ်ကိုမဖုံးနိုင်ရန်ကြောင်းမူကားတင်းဒီစစ်ကြောစီရင်သောအမှုကိုပင် ကိုတိုင်ပြုသည်ဖြစ်၍သူတပားကိုစစ်ကြောစီရင်သည်တွင် ကိုအပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏ ဖျားသခင်သည်ထိုတို့ပြုသောသူတို့ကိုစီရင်တော်မူခြင်းအရာသည်တမာတရားနှင့်ညီဒီကိုငါတို့သိကြ၏ထိုတို့သောအမှုကို ကိုယ်တိုင်ပြုလျက်ပင် သူတပါးပြုသည်ကိုစစ်ကြောစီရင်တော်သူတင်သည်ဖျားသခင်စီရင်တော်မူခြင်းနှင့်လွတ်မြီဟုထင်မှတ်သလိုဖျားသခင်၏ကျေးဇူးတော်သည်တင့်ကို နောင်တလမ်းသို့သွေးဆောင်သည်ကိုမတိမမှတ်ပေကျွယ်ဝစွာကျေးဇူးပြုတော်မူခြင်း တီးခံတော်မူခြင်းစိတ်ရှည်တော်မူခြင်းတို့ကိုမထီမဲ့မြင်ပြုသလိုထိုတို့ပြုလျင် စိတ်ခိမ်မာ၍နောင်တမရသည်နှင့်အညီဒေါသနှင့်ဒီဟုသောဘုရားသခင်၏တရားတော်ထင်ရှားသောနေ့၌ကိုခံစီရဖို့အမျက်ဒေါသကိုစီးဖူးသလိုဘုရားသခင်သည် လူအသီးအသီးတို့အားမိမိတို့အကျင့်နှင့်လျောက်အကျိုးအပြစ်ကိုဆက်ပေးတော်မူလတံ ကောင်းသောအချင်းကိုအမြဲကြည့်၍ဘုံတရီကို၎င်းမဖောက်ပြန်သောဇာတိကို၎င်းရှာသောသူတို့အားထာဝရအသက်ကိုပေးတော်မူလက်တံညင်းဆန်သောသဘောရှိ၍တမာတရားကို နားမထောင်ဘဲမတရားသဖြင့်ကျင့်သောသူတို့ကိုကပြင်းစွာသောဒေါသအမျက်ထွက်တော်မူလက်တံရှေးဥစွာ၌ယူဒလူ နောက်၌ဟေလတလူဆိုညေတောအမှုကိုပြုသောသူရှိသမျှတို့သည် ြီးစွာသောဆင်းရဲဒုက္ခဝေဒနာကိုခံရကြလက်တံရှေးဥစွာ၌ယူဒလူ နောက်၌ဟေလတလူ ကောင်းသောအကျင့်ကိုကျင့်တော်သူ ရှိသည်များတို့သည်ဘုံတရေချမ်းသာကိုခံစားရကြလက်တံဘုရားသခင်သည်အဘယ်သူဤမျက်နာကိုမျှမှတ်တော်မမူအငယ်၁၂မှ၁၆ပညာတရားကို မသိဘဲပြင်မာသောသူတို့သည်ပညာတရားမဲ့ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်ပြညတ်တရားကိုတိလျက်ပင် ပြမှားသောသူတို့သည်ပြညတ်တရားဤစီရင်ခြင်းကိုခံရကြလိမ့်မည် အကြောင်းမူကားတရားနာသောသူသည်ဘုရားသခင်ရှေ့၌ဖြောက်မတ်သည်မဟုတ်တရားကိုကျင့်သောသူသာလျှင် ဖြောက်မတ်ရာသို့ရောက်လိမ့်မည်သာသနာပလူတို့သည်ပြညတ်တရားတော်ကိုမသိဘဲကိုအလိုလျောက်တရားတော်ကိုကျင့်သောအခါ သူတို့သည်ပြညတ်တရားတော်ကိုမသိဘဲ ကိုချင်းတရားကိုအမိပြုသည်ဖြင့်၎င်းကိုကိုကိုတိသောစိတ်နှလုံးသည်တက်တည်ခံသည်ဖြင့်၎င်းအချင်းချင်းဆွေးနွေးဆင်ခြင်၍အပြစ်တင်လျက်လွတ်လျက်နေသည်ဖြင့်၎င်းမိမိတို့စိတ်နှလုံးထဲ၌မှတ်သားသောတရား၏အကျိုးကိုထင်ရှားစွာ ပြကြ၏ငါဟောပြောသောအေဝံဂေလိတရားတိုင်းဘုရားသခင်သည်ယေရှုခရစ်အားဖြင့်လူတို့၏မထင်ရှားသောအမှုအရာတို့ကိုစစ်ကြောစီရင်တော်မူသောနေ့၌ ထိုတို့စီရင်တော်မူလက်တံအငယ်၁၉မှ၂၄တင်ဒီယူဒလူဟု သမုတ်ချင်းကိုခံတော်သူ ပြညတ်တရားတော်ကို ကိုးစားတော်သူဘုရားသခင်ကို အမိပြု၍ဝါကြွားတော်သူ အလိုတော်ကိုတည်တော်သူ ပြညတ်တရားတော်ကိုလက်ချက်သဖြင့်ခြားနာသောအရာတို့ကို ပိုင်းခြားတတ်တော်သူ ဖြစ်သည်နှင့်လူကန်းတို့အားလမ်းပြတော်သူ မောင်မိုက်၌နေသောသူတို့ကိုလင်းစေသောသူ လူမိုက်တို့ကို ဆုံးမတတ်သောသူ သူငယ်တို့ကိုနီးပေးသောသူပညာတရားတော်အားဖြင့်ပညာကို၎င်းတမာတရားကို၎င်းရိပ်မိသောသူဖြစ်သည်ဟု၍ကိုကိုထင်မှတ်တတ်သည်မှန်လျင် သူတစ်ပါးကို ဆုံးမလျက်ပင် ကိုကိုမဆုံးမသလော သူဥစ္စာကို မခိုးနှိဟုတရားဟောလျက်ပင်ကိုတိုင်ခိုးသလော သူမယားကိုမပြစ်မှန်းဟုဆိုလျက်ပင်ကိုယ်တိုင်ပြစ်မှားသလိုရုတ်တုကိုဆက်ဆုပ်ယွန်ရှာလျက်ပင်ဗိမာန်တော်ကိုလူယူဖြစ်စည်းသလိုပြဉ္ညာတရားတို့ကိုအမိပြု၍ဝါကြွားလျက်ပင်ထိုတရားကိုလွန်ကျူး၍ဘုရားသခင်ဤဂုံတရီတော်ကိုရှုံချသလိုအကြောင်းမူကားကျမ်းစာ၌လာသည်နှင့်ညီတပါမျိုးသားတို့သည်တင်တို့အကျင့်ကိုထောက်၍ဘုရားသခင်ဤနာမတော်ကို ကဲ့ရဲ့တကြ၏အငယ်25မှ26တင်သည်ပညာတရားကိုကျင့်လျင်အရေးပြန်လှီးခြင်းအားဖြင့်အကျိုးရှိ၏ပညာတရားကိုလွန်ကျူးလျင်တင်ဤအရေးပြန်လှီးခြင်းသည်အရေးပြန်မလှီးဘဲဖြစ်ပြန်၏ထိုမှတပါအရေးပြန်လှီးခြင်းကို မခံသောသူသည်တရား၌ပါသောပညာတို့ကို ဆောင်လျှောက်လျင် ထိုသူဤအရေးပြန်မလှီးဘဲအဖြစ်ကိုအရေးပြန်လှီးခြင်းအဖြစ်ကဲ့သို့ မှတ်ရသည်မဟုတ်လောအေပြားလီးခြင်းကို မခံသောသူသည်လည်းကိုအလိုလျောက်ပညာတရားကိုကျင့်လျင်ကျမ်းစာနှင့်အေပြားလီးခြင်းရှိလျက်ပင်ပညာတရားကို လွန်ကျူးသောသင်ကိုတရားတွေ့၍အရှုံးခံစေမည်မဟုတ်လောအကြောင်းမူကားအပြင်းအားဖြင့်သာယူဒလူဖြစ်သောသူသည်ယူဒလူမှန်မဟုတ် အပြင်းအားဖြင့်သာ ကိုအသား၌အေပြားလီးခြင်းသည်အေပြားလီးခြင်းအမှန်မဟုတ် အတွင်းအားဖြင့် ယူဒလူဖြစ်သောသူသည်ယူဒလူမှန်၏အေပြားလှချင်းလဲကြမ်းထောင်းတရားအဖြစ်မဟုတ်ပဲဝိညာဉ်တော်တရားအဖြစ်စိတ်နှလုံးနှင့်ဆက်ဆံ၏ထိုသို့အေပြားလှချင်းကိုခံသောသူ၏အချီးမွမ်းသည်လူအလိုနှင့်မဆိုင်ဖျားသခင်အလိုတော်နှင့်ဆိုင်သည်โอเคနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဘိုင်ဘိုင်